မန္တလေးဖန်နဲ့ Team Radio ကိုအပိနာဆင်နေကြတဲ့ပရိသတ်များရှင်ခိုးရှိရှိကို Health Care Call Center ကဒေါက်တာဖြိုးဝေထွန်းနဲ့တူတူရေရွကျန်းမာရေးကဏ္ဍမှာဆွေးနွေးပေးမယ့်အကြောင်းအရာကတော့မှန်ကန်သောအန္တရာယ်ကင်းသောနည်းလမ်းနဲ့ခန္ဓာကိုယ်အစီအရေကိုဘယ်လိုချမလဲအခုခေတ်စားနေတဲ့အစီကျထိုးစေးတွေရဲ့အကြောင်းကိုလည်းဘူးတူတာရစရာတွေဒီလိုဒီတစ်ပတ်မှာဆွေးနွေးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆရာရေမင်္ဂလာပါရှင်မင်္ဂလာပါ ဟုတ်ကဲ့ပါဆရာပထမဆုံးသိချင်တာပေါ့နော်ဆရာအဲကျတို့ဒီ topic ကိုဆွေးနွေးတော့မယ်ဆိုတော့ social media တို့ TikTok တွေမှာအဲ Facebook တွေမှာပေါ့နော်လူပြောများနေတဲ့၃လ၃နေချပြီဖြစ်တဲ့ weight loss ban ပေါ့နော်ပိန်စေးထိုးတဲ့ကိစ္စရလေးတွေအကြောင်းလည်းအရင်ဆုံးမေးချင်တာပါဆရာအဲချို့တစ်ချက်ထိုးပိန်စေးဆိုပြီးတော့လဲအဲသိကြရလေးရှိရဆိုတော့ဒီအကြောင်းရလေးနဲ့ပတ်သက်ပြီးဆရာအရင်ဆုံးဆွေးနွေးပေးပါအောင်ရှင့် ်ဟုတ်ကဲ့ဒီ social media မှာဒီပေါ့နော်ဒီဈေးကွက်ဒီမှာမှာတော့ဒီအခုနောက်ပိုင်းနည်းနည်းလေးခက်ဆန်းလာတာကဒီ weight loss pants ဒီပေါ့နော်ဒီ weight loss pants ဆိုတဲ့သဘောတဘာမှာအရာပဲသူကဘယ်လိုလဲဆိုတော့ဒီခန္ဓာကိုယ်အလေးချိန်ကို short ချဖို့အတွက်သုံးတဲ့ဒီဥစ္စာပေါ့ထိုးဈေးလေးတွေပေါ့နော်သူ pen ပုံစံမျိုးလေးပေါ့နော်ကျွန်တော်စီးကြုံမှာဆိုရင်ဒီ insulin ကိုထိုးတဲ့ pen ပုံစံမျိုးလေးပေါ့ဟုတ်ကဲ့ဆိုတော့ဒီအရာကြတော့ဟိုပရိသတ်တွေထင်တယ်လို့ပေါ့နော်ဟိုတခါထိုးဈေးပေါ့ နော်တစ်ချက်ထိုးစေးအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီစေးတွေကကြတော့သူကဘယ်လိုလဲဆိုတော့ဟိုအနည်းဆုံး၄ဘက်လောက်တော့ထိုးပါလေနော်ဒီအခုမြန်မာနိုင်ငံမှာတော့တော်များသုံးတာကြတော့ဟိုပေါ့ဒီမြန်မာနိုင်ငံမှာလေဒီ social media မှာတော်တော်များနာမည်ကြီးနေတယ်နော်ဒီပြည်သက်တွေကလည်းတော်တော်များစိတ်ဝင်စားတာနော်ဒီလိုမျိုးပြောလာရတော့အဓိကတော့တပတ်တစ်ချိန်ထိုးတဲ့စေးတွေများတယ်ဟုတ်ကဲ့နော်ဒါလည်းဟိုတစ်ချက်ထိုးတော့မဟုတ်ဘူးကျွန်တော်တို့ကအ ਨੇ ဆုံးကာလတစ်ခုလီတော့သွားတယ်နော်ဒီအားလည်းကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီဆီယောင်မင်းညွှန်ချချက်ရှိမှပဲထိုးရတဲ့စေးတွေပေါ့ ဟုတ်ကဲ့ဒီစေးတွေကိုကျွန်တော်ကထပ်ပြီးတော့သဘောတရားကိုပြောပြောရမှာဆိုရင်တော့ तू ကဘယ်လိုလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ဒီအုံနောက်ဒီဘောင်းနဲ့ဒီ central nervous system လို့ခေါ်တဲ့ဒီပင်မအာရုံကြောစနစ်မှာကြတော့စားကျင်စိတ်ကိုပေါ့နော်အစာစားကျင်ကိုစိတ်ကိုဟိုဟန်တာတဲ့တနည်းအားဖြင့်စေတိုက်တီလို့ခေါ်တာ hunger ကိုပေါ့နော်ဒီအစာစားကျင်တဲ့ hunger ကို hunter နဲ့ center လေးရှိတယ်ပေါ့နော်အဲ့မှာကြတော့ကျွန်တော်တို့ကဒီ receptors လေးရှိတယ် GLP-1 receptor ပေါ့နော်အဲ့မှာ GLP hormone GLP-1 hormone က GLP-1 receptor တောက်ပြီးတော့မှ bind လုပ်လိုက်တဲ့ဆိုရင်သဘာဝတရားရတော့ခန္ဓာကိုယ်မှာကအစာစားခြင်းစိပျောက်သွားတယ်။ဟုတ်ကဲ့။ဒီ C တွေကကြတော့လေ GLP-1 hormone တော့မဟုတ်ဘူး GLP-1 hormone အလားတူ mimic လုပ်တာပေါ့။ဒီ GLP-1 receptor တောက်ပြီးတော့မှ bind လုပ်တဲ့အချိန်ကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အစာစားခြင်းစိကိုဟန်တာပြီးတာ တနည်းအားဖြင့်မှာ food intake ကိုညော့သွားတာဟုတ်ကဲ့နော်အဲ့မှာဒီ satiety ခေါ်တဲ့ဒီအစာစားအစာမစားချင်အောင် satiety feeling ရတယ်ပြီးတော့မှဒီအစာချေဖြတ်တဲ့နှုံပေါ့နော်တနည်းအားဖြင့်ပြောရရင် stomach ကဒီ emptying ပေါ့ဒီဒီအစာရင်တရားနေပြီးတော့မှဒီအစာတွေကတော့ဘယ်လိုလဲဆိုတော့အဖက်ကိုဆက်သွားတာပေါ့တနည်းအားဖြင့်ဒီအစာရင်မှာအစာတွေရှင်းလင်းသွားတဲ့အချိန်ကပိုကြတယ် နော် stomach empty in time ပို့ကြတယ်။နော်အဲ့ကနေတဆင့်သူကနောက်ဆက်တွဲနေရရလက်ကဘယ်လိုလဲဆိုတော့လူကခန္ဓာကိုပိတ်လူနာခပေါ့နော်ဒီအစာကိုစားတာနေသွား음내떠는지만나서때는이야블루핏돌래서다자닷디자매카나고레진내자마보너어체간아핀야디세디야도아옌농내야도시데땅세디래시데보디세디야자로블루묘니야마아디가오리지널리똥래서시조마아디가똥래시조도마아디가오퍼스트라인내마호블루마컨트롤메야도우 ော့ insulin တွေပါလဲထိုးတော်မျိုးတွေရှင်းရှင်းပဲ control မရတော့ဘူးဆိုတော့မှဒီဟာကိုဆီယမင်းကညှဉ်းချချက်နဲ့စပေးတာဒါပေမဲ့သူ့ရဲ့ဒီ effect တခုကကြတော့ weight ကိုချတယ်ဟုတ်ကဲ့ချတာဖြစ်တော့ခုနောက်ပိုင်းမှာကြတော့လေဒီဆေးတွေကိုတော့ဟိုဘယ်လိုကောင်းလဲ weight ကိုချတဲ့အစီအမတော့ဆီယမင်းညှဉ်းချချက်နဲ့တော့လိုအပ်တဲ့ချိန်ကြမှာတော့ထိုးစိတ်တွေသုံးတာမျိုးတွေရှိတာပါခင်ဗျာနော်ဟုတ်ဟုတ် ဟုတ်ကဲ့ပါဆရာဒါကတော့ဒီ weight loss span ရဲ့ဒီအလုပ်လုပ်ပုံလေးပေါ့နော်ခန္ဓာကိုယ်တဲ့ဆိုတော့ဒီအစီကျစီရဲ့ weight loss span တွေကဘယ်လိုမျိုးပုံမှန်ထိုးရတာမျိုးရှိလဲပေါ့နော်ပြီးတော့ရေရှည်မာရောကျန်းမာရေးအတွက်ဘေးထွက်ဆိုးကျိုးတွေရှိနိုင်မလားပေါ့နော်ပြီးတော့ဘယ်လိုလူတွေကရောမထိုးသင့်ဘူးလဲပေါ့ဆရာဒါလေးကိုလည်း session ပြပေးပါဟုတ်ကဲ့ဆိုတော့စေးတိုင်းစေးတိုင်းကတော့သူ့ရဲ့ဟိုတန်ဆေး မနော်လုံလုံပေးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတာပေါ့နော်ဆိုတော့စီးတွေကတော့ဟိုဘယ်နဲ့ချိန်ထိုးပါလဲဆိုတော့အမျိုးမျိုးရှိတယ်ပေါ့နော်အဲ့မှာဟိုကျွန်တော်တို့ဒီ2014ခုနှစ်ကဒီ US က FTA ပေါ့နော်ဒီအစားတောက်နဲ့ဒီ Saver Cookie ဌာနပေါ့ US ကပေါ့နော် US FTA ကတော့2014မှာစပြီးတော့မှဟိုပေါ့ approve လုပ်လိုက်တာကတော့ Lira Clue Touch လို့ဆိုတဲ့ save ပေါ့နော်ဒီကလည်း true save ပဲသူကကျတော့တရက်တစ်ချိန်ထိုးရတယ်ဟုတ်ကဲ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့2021မှာကျတော့ Sima Glue Touch ဆိုတဲ့ တပတ်တည်းထူအောင် intention ရှိတယ်။ဟိုတကယ်တမ်းကျတော့ဒီ sima gluted ကတော့သူကဘယ်လိုလဲဆိုတော့ intention က2မျိုးရှိတယ်။နာမည်2မျိုးနဲ့လာတယ်။နော် ozempic နဲ့လာတယ် vigory နဲ့လာတယ်။ Ozempic ကတော့သူကစီးကျုပ်တက်အဓိကပေးတာ USFD ရဲ့2019မှာစပြီးတော့မှသူကအသိမှတ်ပြုတယ်။ဒါပေမဲ့ weight loss တက်ကိုအသိမှတ်ပြုတာ vigory ပေါ့။ဒါတော့2021ကနေပြီးတော့မှ USFD ရဲ့အသိမှတ်ပြုလိုက်တယ်။ US မှာတရားမှန်သုံးတယ်ပေါ့။နော်။အခုနောက်ပိုင်းကျတော့2020နဲ့3မှာတော့အသိမှတ်ပြုလိုက်တာကတော့ Tarsi ပါ Tight ပေါ့။ ဒီအားကြတော့ဘယ်လိုဆိုတော့ GLP-1 receptor နေမှာဟုတ် GIP serine receptor ပေါ့ဒီအစာအသောက်ကိုဟိုစာညင်းနေရောက်တဲ့ receptor receptor ပေါ့သူကတွားပြီးတော့မှ activate လုပ်တယ်ဆိုတော့ဒီ receptor နှစ်ခုကိုတွားပြီးတော့ activate လုပ်တော့သူ့ရဲ့ weight loss အရှင်ပုံမှာတော့ potent ဖြစ်တယ်အော်ဆိုတော့အရင်ပထမနှစ်ခုကကြတော့ဟို အတိုင်းအတာတစ်ခုကြီးတောက်လိုက်ထိုးရပေါ့နော်တပတ်ရှိမယ်အများစုကတော့၃ပတ်လောက်ပေါ့ several months ကိုထိုးပြီးသွားပြီဆိုရင်တော့10% of weight ကျတာမျိုးဖြစ်နိုင်တာပေါ့เนาะအေးနောက်ဆုံးတစ်ခုကတော့ tarsi patite ကတော့20%လောက်ထိ weight ကိုကျတယ်ဒီ duration အတူတူထိုးတာမျိုးတွေဖြစ်တယ်ဆိုရင်ပေါ့နော်ဆိုတော့ဒါကတော့ဟိုရှိတဲ့ဒီဈေးကွက်ထဲမှာရှိတယ်ပေါ့နော်ဒီဒီ sale lock မှာပေါ့ဟိုအမျိုးအစားတွေပေါ့နော်ရှိတဲ့ဒီဒီ weight loss pen injection အမျိုးအစားတွေပြောတာဖြစ်ပါလေဆိုတော့ဒီဒီ sale တွေရဲ့ เนาะทูบုံโทนี่แหละคุณน่ะပြောตัวเลยเว้ยเนาะโหลีราปฐมองค์ซုံးตะคู่ก็တော့ตะนี่ติจิงทูเลยนองซုံးนักคู่ก็တော့จันเนี่ยหาเลยก็တော့ตะบัดติจิงทูเลยโอเคไอ้มาจ้ะတော့ดิ side effects นี่เลยก็တော့ရှိတာပေါ့เนาะดิซีไดซีไดอ่ะเนี่ยตะหนูก็တော့บาโอทับပြီးတော့ญาลุงนี่มาตั้วเพียงอ่ะเนี่ยสรอกดิ allergic ตัวก็เลยดําเม็ดอ่ะပေါ့ဒါဘယ်စိမဆိုပဲပထမဆုံးစထုံးမယ်ဆိုရင်တော့ဆီယောင်ရဲ့ supervision ပေါ့ monitoring ပေါ့เนาะဒီဆီယောင်ရဲ့မျက်စိအောက်မှာတစ်ချက်တော့ကြည့်ရအောင် နော်အနည်းဆုံး test dose လောက်ထိုးရအောင်မျိုးလေးလုပ်မယ်ဟုတ်ကဲ့ဆရာနောက်ကော့ကိုထိုးလဲဆိုတော့ဒီအချက်ဒီအန္တရာယ်များတယ်ဖြစ်ချင်းဖြစ်မယ်မဖြစ်ချင်းမဖြစ်ဘူးဒါပေမဲ့စီးအသစ်ဖြစ်တဲ့ကြောင့်ဓာတ်မတည့်အောင်ဖြစ်နိုင်တယ်ဟုတ်ကဲ့ဆရာနော်နောက်တစ်ခုကကျတော့ तू က assign ကို तू ကရှင်းလင်းတဲ့ဟာကိုနောက်ကျတော့ stomach emptying time ကိုကြာစေတာဖြစ်တဲ့ကြောင့်ဝင်းချုပ်တာမျိုးလေးဖြစ်နိုင်တယ် နော်ဒီနောက်ပြီးတော့အဆိုင်ဥလန်းကြောင်းနဲ့ပတ်သက်တဲ့တချို့လက္ခဏာလေးဖြစ်တဲ့ non serial formatting ဆိုတာကဘယ်လိုပြုတ်လာအန္တရာယ်လေးတွေပေါ့နော်ဒါလေးတွေရတော့တိတိပွားပွားဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်ကဲ့အဲ့ဒီထက်မှာအဓိကအရေးကြီးတာကဘာလဲဆိုတော့ဒီ sea log ကမှလည်း well known ပေါ့တော်များသိတာကြောင့်ဒီ sea တွေကသူကဘေးတက်ဆိုးကျိုးနေနေရမုန့်ချုပ်အိတ်လို့ခေါ်တယ် pancreas ကိုရောင်စေတယ် အဲ့ဒါတော့အရေးကြီးတယ်မုန်းချိုအိတ်ရောင်နေဆိုတော့ဘိုင်းအောင်အောင်မျိုးတွေရှိမယ်เนาะနောက်ဆက်တဲ့တခြားဆိုးကျိုးလေးတွေပေါ့เนาะဒီ pancreas နဲ့ပတ်သက်တဲ့ enzyme ပြဿနာလေးအများကြီးရှိမှာပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီအားတော့တော်တော်လေးအရေးကြီးတယ်နောက်တစ်ခုကကျွန်တော်အစမိုင်မှာပြောသူလိုပဲပေါ့เนาะဒီဆေးဒီ originally ရာသူကစီးချိုအတွက်သုံးတာ Okay. So that means ပေါ့နော်သူကတခြားတက်ကိုခြားတာဖြစ်တဲ့တဲ့ကြောင့်ဒီဆေးကိုထိုးတဲ့အချိန်မှာစထိုးပြီဆိုရင်တော့ကိုကိုနိုင်ကလည်းစီးကြိုဝေဒနာရှင်ဖြစ်တယ်ဆိုရင်ကိုကထိုးနေကြတောက်နေကြစီးကြိုဆေးတွေကိုတော့ adjust လုပ်ဖို့လိုတယ်။อืม ီလိုမျိုးမချိန်ဆပဲနဲ့ဒီဒီဆေးတဲ့ထိုးလိုက်တယ်ဆိုရင်တော့တခြားတက်ကထိုးကြတော့လည်းဖြစ်နိုင်တယ်အင်းတော့အနေရရှိနေတယ်။ဒီရတဲ့အနေရရှိတယ်ပေါ့နော်။ hyperglycemia ဆိုလည်းကောင်းတဲ့ထည့်စဉ်းစားရတာပေါ့နော်။တခြားတဲ့ကြာလာ။ဆိုရေရှည်ရကြတော့ဘယ်လိုလဲဆိုတော့အစာရင်ဦးလန်းချောင်းပြဿနာလေးဖြစ်နေတယ်ခုနပြောလို့မုန်းချိုအေးရောက်တာပေါ့။ချက်ချင်းတော့ရောက်တာမျိုးမဟုတ်ဘူး။ကြာတယ်ဆိုရင်တော့မုန်းချိုရင်ရောက်တာမျိုးဖြစ်နေတယ်။နောက်တစ်ခုကရေရှည်ရကြဘယ်လိုနောက်တစ်ခုကဘာဖြစ်နေလဲဆိုတော့ဟိုဒီဆေးဒီဆေးရောင်ဝင်ညွှန်ကြားချက်နဲ့ဆေးရောင်ဝင်ရဲ့ဟိုဘယ်လိုခေါ် monitoring ပေါ့။စောင့်ကြည့်တဲ့အနေအထားမှာထူရလား။ အဲ့မှာဆီယောင်ဝင်နဲ့လည်းဖုန်းလို့မလုပ်တော့ဘူးကြိုက်တော့ပဲထိုးတယ်ဆိုတော့တစ်ချိန်ကျရင် over ဖြစ်သွားတယ်ဆိုရင်တော့အသက်အန္တရာယ်ရှိကောင်းရှိနိုင်တယ်။နောက်တခြားတဲ့အထိုးကြတော့ဖြစ်နေတယ်လို့ဒီပိန်တာပေါ့ပိန်နေဆိုလည်းအဓိကတော့ဘယ်လိုလဲဆိုတော့လူတွေကပိန်နေပိန်နေလို့ပြောတာဒီကနန်းကြဘယ်လိုလဲဆိုတော့ကျမ်းမာတဲ့ခန္ဓာကိုယ်အနေထားရှိတယ်လို့ပြောတာပုံမှန်တယ်ရှိဖို့ဆိုပုံမှန်တယ်ဟုတ်ကဲ့ပါဆရာ healthy weight ဖြစ်အောင်ပေါ့ healthy weight မဟုတ်ဘဲနဲ့အရင်ကြီးကို ဘလို့ကမဲ့ဟိုလိုအပ်တဲ့အစီပမာဏကိုလုံးဝမရတော့ဘူးဆိုရင်ခန္ဓာကိုယ်တက်ကဘေးဥပတ်တွေလာမှာပေါ့။အော်အဲ့ဆိုရှီတင်ရှိတိုက်တဲ့အစီလည်းရှိရမှာပေါ့နော်။ရှိရမှာပေါ့။နော်ဒီအဲ့တော့ကျွန်တော်ကောလက်စတရောအရင်ကျသွားလဲမဖြစ်ဘူး။အဓိကကျွန်တော်ကောလက်စတရောကွန်ထရိုးလုပ်တယ်ဆိုတာဘာလဲဆိုအရင်များနေလို့လိုအပ်တဲ့ဒီကောလက်စတရောကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ဒီ cellular membranes လို့ခေါ်တဲ့ cells တွေရဲ့ဒီနေရံတွေမှာလည်းလိုတော့အထူးကအုံနာမှာရှိတဲ့ cells တွေမှာလည်းအစီလိုလာပဲဆိုတော့ဘလိုပဲဖြစ်ဖြစ်ကောပေါ့နော်ဟိုပုံမှန်ထက်အရင်ကြီးကိုကြာသွားတယ်နေသွားတယ်ဆိုရင်တော့ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်မှုတွေမကောင်းတဲ့အကျိုးသက်မှုတွေရှိလာနေတော့ပေါ့အဲ့ဒီမှာအချိန်ကာလကြာနေဆိုနေကိုယ့်ရဲ့အသက်အနေတော့ရှင်ရှင်နိုင်တယ်ဒီလောက်ထိတော့တွေးရတာပေါ့ဒီလောက်ထိတော့ရှိနိုင်တယ်ဟုတ်ကဲ့ပါဆရာအဲ့မှာကျွန်တော်ကျွန်တော်မထိုးတဲ့လူတွေရအောင်ကျွန်တော်ဟာနဲ့ဆက်ဆက်မြမှာပြောမှာဆိုရင်တော့ဒီမုံချိုအိတ်ရောက်တာပေါ့အခုရောက်နေတာမျိုးဖြစ်မယ်အရင်တုန်းကရောက်ခဲ့တဲ့ယာစုံရှိတဲ့လူတွေဆိုရင်တော့အသေးကြတဲ့မထိုးတဲ့ဘူးနောက်နောက်တစ်ခုကသူ့တင်တနာအရာပေါ့နော်တကယ်လူတွေမှာတော့တိတ်တော့မတွေ့သေးဘူးဒါပေမဲ့လဲပေါ့နော်ဒီ အဘသူတင်တာတော့ဒီ trace နဲ့တူတင်တာလုပ်တာလည်းရှိတော့เนาะဆိုတော့ဒါပေမဲ့ကျွန်တော် contract indication အရဆိုရင်တော့ဒီ thyroid ပြဿနာပေါ့။ Oh. thyroid အခြေရှိတာမျိုးလေ thyroid hormone ပြဿနာရှိတယ်ဆိုရင်ဒီဆေးတွေမထိုးသင့်ဘူး။ပြီးတော့အဆိုင်ဥလားကြောင့်တဲ့ပြဿနာလေးတွေဘေးထွက်ဆိုးကျိုးနဲ့ရှိတတ်တာဖြစ်တဲ့ကြောင့်အဆိုင်အင်ကပုံမှန်ပြဿနာလေးမဟုတ်ဆိုးဆိုးရွားပြဿနာရှိတဲ့လူတွေဆိုရင်လည်းဒီဆေးရတော့ရှောင်တင်တယ်။ဆိုအနှစ်ချုပ်ပြောမယ်ဆိုရင်တော့ခုနလက္ခဏာလေးလည်းရှိတယ်။တော့ပထမအောင်ဆုံးနဲ့စထိုးမယ်။တော့ခုနလက္ခဏာလေးမရှိဘူးဆိုပထမအောင်ဆုံးစထိုးမယ်ဆိုရင်နံပါတ်1ကတော့ဆေးရမယ်နဲ့တံမီမီမှာ ထူအောင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆောဆရာဝင်တယောက်အနေနဲ့ရောဆရာအနေနဲ့ပေါ့နော်ဒီ weight loss ban ပိန်စည်းတွေဒီလိုမျိုးပေါ်လာတဲ့အပေါ်ထိုးကြတဲ့အပေါ်အမြင်ကိုလည်းသိကျင်နေဆရာအဲပြီးတော့စထိုးဖို့ရည်ရွယ်ထားမဲ့သူတွေရှိလို့ရှိရင်လည်းအဲဆရာဘယ်လိုမျိုးအကြံပေးချင်ပါသလဲပေါ့နော်ဟုတ်ကဲ့ခင်ဗျာဆိုဒီစေးပေါ့နော်နံပါတ်1ကတော့ကျွန်တော်အခြေခံပေါ့နော်အယူအဆအရဆိုတော့ဒီစေးဒီထိုးစေးဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်စေးဆရာဝန်နေအရဆိုတော့ထိုးစေးဆိုတာကျွန်တော် first line နေဘယ်တော့မှမသုံးဘူး ဟုတ်ကဲ့ဒီဂျုံကတခုကျွန်တော်တို့ကုတယ်ဆိုရင်တော့ကျွန်တော်တို့ကအစီချတာမှာအပောင်ဝင်ပေါ့နော်အစာတောက်အနေထိုင်နေစပြင်းတယ်စီးကျုပ်ဖြစ်ဖြစ်နော်သွေးထိုးယောဂဖြစ်ဖြစ်ဒီအစီချတာစီးများလာမှာဖြစ်ဖြစ်နံပါတ်1ကအစာတောက်အနေထိုင်ဟုတ်ကဲ့အစာတောက်အနေထိုင်နေမရတော့ဘူးဆိုတော့မှကျွန်တော်တို့ကဆေးကိုစပေးတယ်တောက်ဆေးစပေးတယ်ထိုးဆေးဆိုတော့နောက်မှစဉ်းစားတာဟုတ်ကဲ့ပါဆရာအားဆေးပါအပောင်ဝင်ပေါ့အားဆေးတော့မှထိုးဆေးကျွန်တော်ကပုံမှန်ဆုံး theoretical ရအောင်ချက်ချင်းမတော့တောက်ဆေးအရင်ပေးတယ် ောင်စင်းနဲ့မနိုင်ဘူးပြီးဆိုတော့မှအဲတောင်စင်းမှာမှကျွန်တော်တို့ကဒီ first line second line နေအများကြီးရှိတယ်။အော်။နော်အဲမှာ insulin တွေပါလဲလိုရင်အစီးချိုရှိတယ်ဆိုရင် insulin ထိုးရမှာမျိုးလည်းရှိနေတယ်။နော်။စီးတွေတွေတွဲတွဲတဲ့လူနာလည်းဖြစ်နိုင်တယ်။ဆိုတော့ဘလိုနည်းနဲ့မှတခြားမရဘူးအစီးချာစိတ်တော်တော်များကို first line second line နေ treatment တွေရမရတော့ဘူးဆိုတော့မှကျွန်တော်တို့ကမနိုင်ဘူးပေါ့။နော်တနည်းအားဖြင့်ပြောရင်ဆိုရင် control မနိုင်ဘူးဆိုတော့မှကျွန်တော်တို့ကဒီဆေးကိုဒီထိုးဆေးကိုစစင်စားတာထိုးဆေးရဲ့သဘောတမအခြေခံကိုပြောတာဆိုတော့ဒီ weight loss pens တွေကလည်းထုံနေလေကောင်းမှာပေါ့ ော်။အဲ့မှာကြောင့်ကျွန်တော်တို့ကအနှစ်ချုပ်ပြောမယ်ဆိုဒီဆေးဒီကိုယ့်အကူအလှပအတွက်ဝယ်ပြီးတော့မှထိုးရတဲ့ဆေးတော့မဟုတ်ဘူး။ဟုတ်ကဲ့။ဒီဆေးဒီ prescription medicine ဖြစ်တယ်။ prescription ဆိုတော့ဘယ်လိုလဲဆို over the counter medicine လို့ခေါ်တယ် OTC မဟုတ်ဘူး။ဆေးရမင်းညွှန်ကြားချက်ရှိမှထိုးရမယ်။ဟုတ်ကဲ့ဆရာ။အဲ့မှာမှာဖြစ်နိုင်ပါပနောင်ဆုံးချိန်ဆိုတော့ဒါဖြစ်နိုင်တယ်ဆိုဆေးရမင်းကိုယ်နိုင်ထိုးပြီးတာကောင်းတယ်။တကယ်လို့ပေါ့ insulin injection တွေလိုမျိုးပေါ့နော်ကိုကကိုကကိုအိမ်မှာထိုးတယ်ဆိုရင်တော့ပထမဆုံးအချိန်ကဆီယံဝင်ရဲ့ guidance တော့လို့လေကိုတကယ်ထိုးတက်ပြီဆိုတော့မှအိမ်မှာထိုးတော့မျိုးပေါ့ဟုတ်ကဲ့ပါနော်ထိုးတော့တော့ကျွန်တော်တို့ကအစီဘာလို့အခြေပြောင်းအောင်မှရှိတဲ့အစီတဲကိုထိုးတာ subcutaneous ထိုးတာပေါ့နော်ဒီကျွန်တော်ဘိုက်အောင်မှထိုးတော့မျိုးရှိနိုင်တယ်ပေါင်မှထိုးတော့မျိုးနဲ့ရှိနိုင်တယ်ဒီလက်မောင်းအခြေပြောင်းအောင်မှထိုးတော့ရှိနိုင်တယ်ဟုတ်ကဲ့ဒါနဲ့ insulin ထိုးသလိုမျိုးပဲနော်သဘောတဘာမှဒီ root ကတော့တူတယ်နော်ဒါလေးတွေကတစ်ချက်အဲ့လိုမျိုးလုပ်မယ်ပြီးတော့ကျွန်တော်တို့ကဒီ stay ဒီ treatment ကဘယ်လိုလဲဆိုဘယ်လောက်တော့ကြာကြာထိုးအောင်လဲဆိုဆီယောင်ရဲ့ monitoring တို့မယ်ဆိုတော့ပုံမှန်ဆီယောင်ရဲ့ phone update တွေလိုတာအရင်ရေးကြည့်တယ် Okay. ဆရာမကြီးတကယ်လို့ချိန်စပြီးတော့တော်ပြီဆိုရင်ရရမယ်။မတော်သေးဘူးဆိုရင်ဆက်ထိုးမယ်ဒီလိုမျိုးပဲပေါ့။ Okay. ဂျားထဲမှာလည်းကျွန်တော်တို့ cholesterol စစ်တာတွေပဲလဲလို့မဟုတ်ဘူးသွေးဖောက်ပြီးတော့မှ။ Okay. ဒါမျိုးတွေလို့လဲဆိုအနှစ်ချုပ်ကတော့ဟို prescription medicine ဖြစ်တဲ့အကြောင်းဆရာမကြီးညွှန်ကြားချက်ရှိမှ ထိုးပါမယ်ဟုတ်ကဲ့အဓိကအဲ့အဲ့ဒီဟာလေးကိုတစ်ချက်ကျွန်တော်ကပြောချင်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာအခုဆိုရင်တော့ဒါပထမတစ်ပိုင်းမှာပြည်သက်တွေအားလုံးလည်းအဲသိချင်နေရဲ့အကြောင်းအရာလေးသိလောက်ပြီလို့လည်းထင်ပါတယ်ဆိုတော့ကြေတို့ဒုတိယတစ်ပိုင်းမှာလည်းဆက်လက်ပြီးတော့မှန်ကန်တဲ့အနေအကင်းနဲ့နီးလန်းနဲ့ခနာကိုအစီအရေဘလို့ချမလဲဆိုတဲ့အကြောင်းအရာလေးဆက်ဆွေးနွေးဖို့အတွက်ပြန်လာခဲ့ပါအောင်မရှင် Valley FM Team Radio Two Stations One Voice Two Stations One Voice